ကမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့အဖွင့်တော်လှပါတယ်တဲ့ဒါပေမဲ့ကျွန်တော်ရန်ရန်ွက်ဖြစ်သွားတယ်ပေါ့နော်ရန်ွက်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကကီးထိတ်ကမနေ့ကောညာရောကီးဖြစ်နေပဲဆွဲသွားခဲ့တယ်နော်ကီးရိုးရိုးကလည်းကျွန်တော်ဆွဲခဲ့တယ်အဲ့မှာ32 32ဆွဲတဲ့နေမှာကျွန်တော်2 3လို့ထွက်သွားတဲ့အတွက်ရန်ွက်ပဲဖြစ်သွားခဲ့တယ်နော်သူကကီးထိတ်လို့ဆွဲတဲ့ထိတ်ကိုကျွန်တော်ကတင်ထိုးတယ်ကီးကိုကျွန်တော်ကရှော့ထိုးတယ်ဖြစ်တဲ့အတွက် အရာကိုကျွန်တော်ရှင်းထုတ်ရတာဖြစ်တဲ့အတွက်ဒီကောင်ကတော့အရန်ဒီနဲ့ပဲအောင်းသွားခဲ့တယ်เนาะဒီမှာကျွန်တော်တို့ break ကတော့မနေ့ပိုင်းမှာကျွန်တော်တို့၅ break เนาะအောင်းခဲ့တယ်ပေါ့ဗျာเนาะကဲအဲ့တော့ကျွန်တော်တို့ဒီတန်းလေးကတော့မအောင်းသေးဘူးဗျာเนาะကဲအဲ့တော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါက်တဲ့လူတွေတော်တော်များပါတယ်ဒါပေမဲ့ဟိုတင်ွက်ဆိုရင်ပေါ့ဥပမာဟိုကကျွန်တော်တို့3နှစ်ဆိုရင်ပို့ပြီးတော့ရကြမှာဗျာเนาะ2 3ဆိုတော့ရတော့ရကြပါဗျာကျွန်တော်မနေ့ကပြောလိုက်တဲ့အထက်မှာ ဟိုထိတ်ကိုတင်ထိုးခဲ့ရင်အာဘာပဲဖြစ်ဖြစ်အာတော့ထည့်ထိုးပါလို့ကျွန်တော်ပြောခဲ့တယ်စကားနားထောင်တဲ့လူတွေကတော့ okay ွားကြတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့တွေ့လိုက်ရအောင်20လေးတွေပဲအဲ့တော့ကျွန်တော်ကျွန်တော်တို့20လေးတွေစလိုက်မယ်ဗျာနော်အဲ့မှာဘယ်ကဘယ်ကစမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့၄၅ကိုနှစ်ကစမယ်တဲ့เนาะ၄၅ကိုနှစ်ဒီ20လေးရလဲကျွန်တော်ရဲ့ဟိုဟာမိုဘိုင်း20လေးပါပဲเนาะအဲ့မှာကျွန်တော်တို့ကြားတဲ့ကောင်မှာဟို၁၄၅ အချိန်20လောက်မှာဒီချိန်တစ်ခါပြတ်သွားတယ်ပေါ့နော်ပြတ်ပြီးနောက်ပိုင်းဆက်မှန်နေတဲ့20တွေပါနော်အဲ့မှာကျွန်တော်တွက်တာ20ဟိုပြတ်သွားတာလည်းထည့်တွင်မယ်နော်အဲ့တော့4 5 9နှစ်4 5နှစ်ပါတဲ့နော်ကျွန်တော်ဒီကနေ့ကတော့တော်တော်လေးပျော်ကြအောင်နေပြပါဘာဖြစ်လို့ကျွန်တော် Viper မှာယူတဲ့လူတွေလည်းကျွန်တော်တို့အင်္ဂါမကျော်6နှစ်တလုံးကမနေ့ကောညာကိုဆွဲသွားခဲ့တယ်မွေပရိတ်ဟိုကခေါခေါငါမွေပရိတ်ကကျွန်တော်တို့ငါးပရိတ်စောစီကြီးထွက်သွားခဲ့တယ်ပေါ့နော် အဲ့တော့ဘာဖြစ်ဟိုကနောက်တကားကျွန်တော်တို့ဇာရုပတ်တီယူတဲ့လူတွေလည်းကျွန်တော်တို့6ပတ်တီအောင်သွားခဲ့တယ်ပေါ့နော်ဟုတ်လားကြဲအဲ့တော့ကျွန်တော်တို့ဒီမှာဆက်ပြီးတွက်မယ်9328 5 2 4 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်ဗျနော်ဒီကနေ့ကတော့တော်တော်လေးအဖွင့်လာတယ်ဗျနော်ဘိုင်ဘာသမားတွေဆိုလည်းတော်တော်များများအောင်သွားကြတယ်နော်ကြဲအဲ့တော့ကျွန်တော်တို့ဒီမှာ တွက်မယ်ဆိုရင်သူကဘယ်လိုတွက်မလဲဆိုတော့ဒီ၈ကဲဒီ၄ရဲ့ပေါင်း၈ကဲ၄ရဲ့ပေါင်းတော့ကျွန်တော်တို့နှစ်ပါတဲ့နှစ်ရဲ့ပါဝါခွန်ခွဲနှက်ခက်က၃ညနှစ်ခွန်၃ညဆိုတဲ့ကီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့၃၅တဲ့၃၅မအောင်ပါဘူးဗျခွန်၃နဲ့ခွန်၃မှာတော့ကျွန်တော်တို့ခွန်တစ်လုံးထိပြီးတော့အောင်ခဲ့ပါတယ်ဗျအတကယ်ဟိုတုန်းကဆိုရင်ကျွန်တော်၄လုံးယူရတယ်ဒီကတော့ခွန်၄ ခွန်နှစ်ခွန်305ဆိုပြီးအဲ့လိုယူတာနော်အဲ့ဆိုနှစ်ပိုင်းတော့အောင်တယ်ဒါပေမဲ့များတယ်ဗျာနော်မယူအဲ့ဒါတော့ဟုတ်လားဒါပြောပြတော့ဟိုတော့ယူခဲ့တဲ့အကြောင်းလေးအဲ့မှာကျွန်တော်တို့83မှာခွန်ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်နောက်တစ်ပင်ကိုတွက်ပါမယ်8893ね8 8 93 8 8 9 6 9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  င်းငါးငါးခွန်ကိုပြီးသွားတဲ့ခါတော့ကျွန်တော်တွက်ပါမယ်6ရက်ခွန်ရပေါင်းတော့3ပါတဲ့3ရက်ပါဝါက8 8ရက်နှစ်ခက်က1 3 8ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့53 53မှာကျွန်တော်တို့3တလုံးထိပြီးအောင်ခဲ့ပါတယ်13 13မှာ1ကော3ကောထိပြီးတော့အခွေအနေနဲ့ထပ်ပြီးအောင်ခဲ့ပါတယ်ဗျအဲ့တော့ညောင်းမနယ်ကိုကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျနော်

ခွန်ခွန်နဲ့ခွန်ခွန်မှာတော့မအောင်ပါဘူးဗျာနော်နောက်တစ်ပြုံထက်တွက်ပါမယ်နှိရှိတိချောက်တဲ့နှိရှိတိချောက်ခွန်တိတိချောက်996ကို956အဲ့မှာကျွန်တော်တွက်မှာဆိုရင်6ရဲ့5ရဲ့ပေါင်းတော့ တစ်ပါတဲ့တရဲ့ပါဝါ6 6ရဲ့နှက်ခက်က9 169ဆိုတဲ့ကီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့မအောင်မအောင်ပြကိုကိုတဲ့ကိုကိုမှာတော့ကျွန်တော်တို့ကိုတလုံးထိပြီးအောင်ခဲ့ပါတယ်ဗျနော်အဲ့ဒီလိုဇက်တိုက်မှန်ခဲ့တယ်ဟိုးရှိတွေမှာလည်းမှန်ခဲ့တဲ့20ဟာနောက်တစ်ပင်မှာတော့ကျွန်တော်တို့ပြစ်ပါတယ်နော်အဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့6နှစ်4ရှစ်6နှစ်4ရှစ်ခွန်ရှစ်3ခွန်ရှစ် 3 9 6526 6526ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်9ရဲ့2ကပေါင်းတော့ခွန်ခွန်ရဲ့ပါဝါ2 2ရဲ့နှက်ခတ်က4ခွန်2 4ဆိုတော့ကြီးတောင်းလို့ဒီပြင်မှာထွက်ရမယ်ဆိုပေမဲ့ကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတော့အခါကျတော့33နဲ့မအောင်ပါဘူး11တဲ့ဟောမအောင်မင်းနဲ့အဲ့ဒီပြင်မှာကျွန်တော်တို့ပြက်ခဲ့ပါတယ်ဗျာနော်အဲ့ဒီလိုပြက်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့ဇက်တိုက်ပြန်အောင်လာတဲ့20ပဲဖြစ်ပါတယ်နောက်တစ်ခါ18 6 4 6 3966 3259ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6ရဲ့5ရဲ့ပေါင်းတော့1 1ရဲ့ပါဝါက6 6ရဲ့နှစ်ခက်က9 169ဆိုတော့ကီး3လုံးရပါတယ်တဲ့အဲ့ဒီကီး3လုံးကနောက်ပြန်มาပြန်ပြီးတော့ထိရလားကြည့်မယ်ဆိုရင်26တဲ့ဟော26မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ် 35တဲ့35မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲနောက်တစ်ပြင်တော့တွက်ပါမယ်ခွန်ခွန်၄ခွန်နဲ့ခွန်ခွန်၄ခွန်953နှစ်953နှစ်3361 3361အဲ့မှာကျွန်တော်တွက်မယ်ဆိုရင်1ကဲ6ကဲပေါင်းတော့8ပါတဲ့ ရှေ့ရပါဝါ3 3ရဲ့နှစ်ခက်က9 83 9ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့ဟောပထမတစ်ပြင်မှန်သွားပြီနောက်တစ်ပြင်ကိုဆက်မှန်ရင်လာကြည့်မယ်အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်ရှစ်တဲ့ဟောခွန်ရှစ်မှာ7တုံးထိပြီးပြန်မှန်နေတယ်၄1တဲ့၄1မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျာနော်အဲ့တော့ပြက်ပြီးရဆိုစက်တိုင်းနှစ်ပင်ရှိပါပါယူနော်ပြန်မှန်လာတာနောက်တစ်ပြင်ဆက်ကြည့်ပါမယ်နောက်တစ်ပြင်ဆက်ကြည့်မယ်ဆိုတော့၄1 6ရှစ်တဲ့၄1 6ရှစ် နှစ်ချောက်3ည4နှစ်3ည9 3နှစ်3ည9 3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်4ရယ်9ရယ်ပေါက်1 1ရယ်ပါဝါ6 6ရယ်နှစ်ခက်က9 169ဆိုတော့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုရခါကျတော့61တဟော6ကော1ကောထိပြီးတော့အခွေအနေနဲ့ထွက်သွားပါတယ်62တဟော62မှာလဲ6တလုံးထပ်တည်ပြီးညာအောင်မနဲ့ကော ပြန်အောင်လာတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်เนาะအဲ့လိုပဲကျွန်တော်20ဒီတွေက7ပင်2ပင်အချိန်20ဒီချိန်အဲ့လိုမျိုးလေးပြတ်ထတာလေးရှိပါတယ်အဲ့ပင်ကိုကျွန်တော်တို့ပြန်မှန်လာတာကတော့အမျိုးတို့အတီးပဲဖြစ်ပါတယ်เนาะကဲအဲ့တော့နောက်တစ်ပင်တက်ပါမယ်6 1 8 9 6 1 8 9 6 1 8 3 6 1 8 3ည3 6 3ည3 6 3နဲ့ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာ3ဒီလေးရလို့ပြောလိုက်အောင်เนาะ ကျွန်တော်တို့ဟိုတယောက်က comment မှာလည်းရေးထားတယောက်လည်းတွေ့တယ်နောက်တစ်ခါနောက်တယောက်ကလည်းကျွန်တော်ဖုန်းဆက်မေးတယ်ဆရာကြီးလည်းဟိုဒီနေ့ ship rate ship rate တဲ့အဲ့လို ship rate ship rate ကြပြင်းနှစ်ခွန်တပြားရတယ်ဒီဘင်မှာမစင်းတော့ဒီဘင်မှာစင်းနိုင်လားတဲ့စင်းနိုင်တာပေါ့ဘာပြောကျွန်တော်ပြောခဲ့လေအနည်းဆုံးဟိုနောက်ဘင်မှာစင်းနေမရှင်းခဲ့ရင်တပင်ကျော်မှာဆိုတော့အဲ့မှာအဲ့ तू ကတော့အဲ့မှာနှစ်သုံးဆိုတဲ့ဟာမှာ तू ကဟိုကျွန်တော်တို့ရှင်းနေမှာအဲကျွန်တော်တို့ဗာလဲဟိုဟာ နှစ်ရှိကောနှစ်သုံးတော့သူကကြိုက်ပြီးဇာဒဲထိုးလိုက်တယ်ဗောနော်ဇာတို့ထိုးလိုက်တယ်မှာနှစ်သုံးအောင်သွားတယ်နောက်တစ်ယောက်ကညနေပိုင်းမှာဆရာတနေ့နာနေတစ်ချောက်ဆိုတာတဲ့မထွက်ဘူးတော့တဲ့ညနေတစ်ချောက်ကိုင်းကောင်းမလားမသိဘူးတဲ့အဲကောင်းပါတယ်လို့ပဲကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့သူကတော့ပေါ့မပေါ့တော့ပြန်မပြောဘူးဗောနော်လာမေးထားတာအဲ့လိုမျိုးလေးဗောနော်ကျွန်တော်မေ့နေတဲ့အခါကျွန်တော်သတိမပေးမိတဲ့အခါလေကိုပါကိုကျွန်တော်20တို့အများတန်းကြည့်နေတဲ့လူတွေသိတယ်နော်ဒါလေးသတိထားစေချင်ပါတယ်ကျွန်တော်ကအများတန်းအကုန်လုံးသတိမရနိုင်ဘူးဗောနော်အဲ့တော့ဒီမှာ3 3ရဲ့6ရဲ့ပေါင်းတော့ 6ပါတဲ့6ရဲ့ပါဝါ4 4ရဲ့နှက်ခက်က2 6 4 2ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တကယ်ကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကီထိတ်ကလေးတွေနဲ့စဉ်းစားလိုက်ကြအောင်အမျိုးလိုရေကီထိတ်ကီထိတ်ကဒီကနေ့ကီထိတ်ကကျွန်တော်ကီယိုယိုဖြစ်သွားတယ်เนาะမနေ့ကကီထိတ်ကဘာရတလဲဆိုရင် 8 3ပါတဲ့ခုနကကီယိုယိုကကျွန်တော်တို့ဗာလဲကီယိုယိုက6 4နှစ်6နှစ်ကောင်းပြီအဲ့ဒါအဲ့နှစ်ခုမတူညီရတဲ့ကျွန်တော်တို့ကတ်ကစားလိုက်မယ်ဗျာနော်8 9တဲ့8 4 8နှစ်3 9 3 9 3 4 3 9 3 4တဲ့ ငါးကိုငါလေးငါးနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာနည်းနည်းတစ်ခုခုကတော့ဖောင်းဖြစ်နေမှာဗျာเนาะဘယ်ကောင်ဟိုဖောင်းမဲဖြစ်မလားသူဟိုဖောင်းဖြစ်တယ်ဆိုတာလုံးဝမထွက်ဘူးလို့ပြောတာတော့မဟုတ်ဘူးเนาะမတူညီတာလေးဖြစ်နေတာကိုကျွန်တော်ဒီကနေ့တွေ့ရမှာကပရိတ်လိုင်းပရိတ်လိုင်းမှာကကျွန်တော်တို့ရှစ်အဲရှစ်6ပါเนาะရှစ်6တဲ့ 3.1ပါတဲ့863.1မှာ86က main break တဲ့အဲ့မှာကျွန်တော်တို့က6နဲ့6နဲ့ပတ်သက်တဲ့ဟာတလုံးမှမရှိဘူးတို့တော့အဲ့ဒါမရှိရအရန်ပရိနေတယ်ပတ်သက်ရင်လည်းမရှိဘူးเนาะအဲ့တော့ဒီ3ပွင့်ဆိုင်ဒီလုံးဝတွဲမထွက်နိုင်ဘူးတကယ်လို့ကျွန်တော်ထင်ထင်တာကကီးရဲ့ကီးထိတ်နဲ့ပရိနေပဲတွဲမလားပရိနေ ဟိုဟာကီယိုယိုနဲ့ပရိန်းနဲ့တွဲမလားမသိဘူးဒီလိုတော့တွဲလိမ့်မယ်ထင်တယ်နော်ဒီလိုတော့မတွဲနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဒါပြင်းမဲ့မတွဲနိုင်ဘူးဆိုပေမဲ့ဒါဆိုရင်ငါတို့ကဒီလိုကီးထက်ကမကတ်နိုင်ဘူးလားအဲ့လိုတော့ပြောကြပြောလို့မရဘူးအဲ့ဒါကဘာကြောင့်လဲဆိုတဲ့အခါကျတော့အဲ့မှာကျွန်တော်တို့ဘာရှိသလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ညနေပိုင်းမှာ6:30ဆိုတော့ကိုးပရိတ်ထွက်တာလေကိုးပရိတ်ထွက်ရင်ကိုးလေးလို့ပရိတ်ထွက်တာနဲ့2 4 6ဆိုတော့ပရိတ်ကတဲ့ နှစ်ရက်သုံးရက်အတွင်းမှာဆင်းနိုင်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်နှစ်လေး6နဲ့ပတ်သက်တာဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်နှစ်ဘရိတ်နှစ်ဘရိတ်လေးဘရိတ်ကိုဘရိတ်နော်အဲ့တော့ကျွန်တော်နှစ်လေး6နဲ့ပတ်သက်လို့ဒီဘရိတ်သုံးဒီကဏ္ဍသုံးလုံးကျွန်တော်တို့ရတယ်ပေါ့နော်အဲ့လိုရရှိခဲ့တယ်အဲ့ဒီလိုရခဲ့တယ်အဲ့လိုရခဲ့တဲ့တည်းမှာကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်ဒီကောင်လေးကလည်းမထွက်သေးဘူးเนาะ ပြတာနည်းနည်းလေးတော့ဟောပြမယ်နော်အဲခဏလေးအဲဒီမှာကျွန်တော်တို့ဟာနည်းနည်းချိုးလိုက်မှရမယ်နော်ဒီဒီကောင်လေးကလည်းကျွန်တော်တို့အပေါ်အတန်းကမထွက်သေးဘူးမထွက်သေးတဲ့အခါမှာဒီမှာပြန်ကြည့်ခုနကကျွန်တော်တို့ဒီမှာ89တို့ဘာတို့ကြတော့ဒီကောင်နဲ့တော့ကြိုက်တယ်နော်89ဟုတ်လားနောက်တစ်ခါ10နှစ်လည်းကြိုက်တယ်ဒါပေမဲ့ကျွန်တော် break ယူနေဆိုရင်တော့မကြိုက်ဘူးနော် ရှစ်လေးတခုပဲကျွန်တော်တို့ဒီမှာရှစ်လေးတခုပဲကြိုက်တယ်เนาะရှစ်လေးရယ်ရှစ်လေးတခုပဲကြိုက်တယ်เนาะဒါ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 ကျွန်တော်ဘရိတ်နဲ့လည်းဒီဒီဒီဘရိတ်နဲ့လည်းကြိုက်တယ်ဒီကောင်ဒီတန်းနဲ့လည်းကြိုက်တာက84အဲ့တော့ကျွန်တော်ပြောချင်တာလေးကအမျိုးတို့အနေနဲ့ထိုးစေချင်တာလေးကိုကျွန်တော်ပြောရမယ်ဆိုရင်84ကိုကျွန်တော်တို့တင်ပြီးတော့ထိုးမယ်เนาะ84ကို တင်ထိုးမယ်နောက်တစ်ခါဟုတ်ပါ3 9 သုံးကို၅ကို၅လေးပေါ့နော်အဲ့ဒီသုံးလုံးကိုဒုတိယကျွန်တော်ထားပြီးတော့ကျွန်တော်ထိုးမယ်ဒါကျွန်တော်ထိုးခြင်းနဲ့ပုံစံကိုကျွန်တော်ပြောရအောင်ဟိုအမျိုးတို့လိုက်ပြီးထိုးပါဒါဒီလိုကောင်းတယ်ကျွန်တော်ဇွတ်ကြီးတော့မတိုက်တွန်းပါဘူးကျွန်တော်လည်းဆရာကြီးတယောက်မဟုတ်တဲ့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကနေ့ကတော့ကျွန်တော်အကြိုက်ဆုံးက84ဖြစ်ပြီးတော့သုံးကို၅ကို၅လေးကိုကျွန်တော်ဒုတိယရန်ပြီးထိုးပါမယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီကနေ့ပြကြင်တာတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကဲအဲ့တော့အားလုံး ဒီအဖွင့်နေ့မှာရကြသလိုအင်္ဂါနေ့မှာလည်းရကြပါကြအောင်ကြပါကြလို့ဆုတောင်းပေးရင်ဒီကနေ့ဒီဘူးလိုဖိုင်လေးကိုဒီမာရင်ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ